မင်္ဂလာပါတတမီမီလေးတို့ရေဒီနေ့မှာတော့ဒီချက်ကလေကျင်နာတတ်တဲ့ကလေးလေးတွေဖြစ်လာစေဖို့အတွက်ကျင်နာတတ်တဲ့ယုံကလေးအကြောင်းကို ပြောပြပေးမယ်နော်ဒီကျင်နာတတ်တဲ့ယုံကလေးကို ရေးတဲ့သူကတော့ဒေါက်တာမေမွန်ဖြစ်ပါတယ်နော်ဟုတ်ပြီဒါဆိုရင်ကျင်နာတတ်တဲ့ယုံကလေးဆိုတဲ့အကြောင်းကိုစုံအောင်နားထောင်ကြည့်လိုက်ကြရအောင်နော်ကျင်နာတတ်တဲ့ယုံကလေးဆိုတာကတော့ကားနံမီကဖိုးရွှေယုံပါ တငယ်ချင်းတွေပြောကြတာတော့တားကတိတ်ချင်တာတတ်တာပဲတည်းဖေဖေနဲ့မိမိကလည်းအဲ့ဒီလိုပဲပြောပါတယ်ညီလေးညီမလေးတွေကိုလည်းချင်တာတတ်အောင်သင်ပေးဖို့မိမိကတားကိုတောင်းဝင်ပေးထားတယ်တကယ်တော့ချင်တာဖို့ဆိုတာမခက်ပါဘူးတားတီးတဲ့ချင်တာချင်းတွေကအများကြီးပါညီလေးညီမလေးတွေကိုပြောပြလိုက်အောင်မေဘိုးဘိုးဖောက်ဖွားတွေနဲ့စကားတွေပြောတာ သူတို့နားမှာနေပေးတာသူတို့အခန်းကိုဝိုင်းရှင်းပေးတာတွေဟာဘိုးဘိုးဖွားဖွားတွေအတွေ့ကျင်နာချင်းတွေပေါတငယ်ချင်းတွေရဲ့ခန်းစားချက်တွေကိုနားထောင်ပေးတာနားလေပေးတာလေတငယ်ချင်းတွေကိုကျင်နာတာပဲမိသားစုထဲမှာလည်းကျင်နာချင်းတွေ ရှိဖို့လိုတယ်အမေအလုပ်တွေကူလုပ်ပေးတာ အမေကိုကျင်နာတာပဲပေါ့ မောင်နှမအချင်းချင်းတဲ့အောင်နေတာရဲမဖြစ်တာအတူတူကစားတာအိမ်စာရိအတူတူလုပ်ကြတာအဲ့ဓာရီဟာလေကျင်နာချင်းတွေပဲအယုတ်ပြောက်သွားလို့ငုံနေတဲ့ညီမလေးကိုချော့တာလေကျင်နာတာပဲသူများတွေကိုတင်မဟုတ်ဘူးကိုကူကိုလေကျင်နာဖို့လိုသေးတယ် ကိုဝါသနာပါရာရီညံ့များလုပ်ပြီးပြောအောင်နေတာ ကိုကိုကိုကျင်လာတာပေါ့ကိုအားနေတာတွေမလုတ်တတ်တာတွေကြီးတွေးပြီးစိတ်ပြက်နေရင်တော့ကိုကိုကိုကျင်လာရမရောက်ဘူးပေါ့ကျမ်းမအောင်နေတာလဲကိုကိုကိုကျင်လာတာပဲနော်ကိုကိုကိုကျင်လာတယ်ဆိုရင်အစားချေမများရဘူးဂိမ်းတွေကြီးထိုင်ဆော့မနေပဲတငယ်ချင်းတွေနဲ့အပြင်ထွက်ကစားရမယ် တီဝီတွေတအားကြီးကြည့်ပြီးညှင်းနဲ့အောင်မနေရဘူးစောစောအိပ်ရမယ်ကျင်နာတတ်တဲ့ကလေးဆိုတာစကားပြောလဲယဉ်ကျေးရမယ်မတော်ရင်တောင်းပန်ရမယ်ဂျေစုတင်ပါတယ်ပြောဖို့လဲမမိရဘူး thank you သူများတွေကိုကျင်ကျင်နာနာဆက်ဆံလိုက်တဲ့အခါတိုင်းသူများတွေလဲပြောကြတယ်ကိုလဲပြောရတယ် ကျင်နာချင်းကတကယ်တော့နေရောင်ချီနဲ့တူတယ်။သူရှိတဲ့နေရာတိုင်းနှွေးထွေးနေတယ်။အဲ့ဒီလိုခံစားရပြီဆိုရင်ညီလေးညီမလေးတို့လည်းကျင်နာတတ်တဲ့ကလေးတွေဖြစ်သွားပြီပေါ့နော်။ဟုတ်ပြီကျင်နာတတ်တဲ့ယုံကလေးဆိုတဲ့အကြောင်းအရာကတော့ဒီမှာပြီးဆုံးသွားပါပြီတတမီမီလေးတို့ရေ။ဒါဆိုရင်ဒီထဲကအတိုင်းပဲယုံကလေးလိုပဲကျင်နာခြင်းကိုကိုကိုလည်းကျင်နာရမယ်။ မိသားစုကိုလည်းကျင်နာရမယ်တငယ်ချင်းတွေမွေးချင်းမောင်နှမတွေကိုလည်းကျင်နာတတ်တဲ့တာတာမီမီလေးတွေဖြစ်ကြပါစေဒီချဲရဲ့ဗီဒီယိုလေးကိုအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်